ို့ပဲကုသိုလ်နဲ့အကုသိုလ်ပဲပြီးတော့အကုသိုလ်တွေကောင်းရင်နိဗ္ဗာန်ရောက်တယ်တဲ့နိဗ္ဗာန်ဆိုတာဆင်းရဲခတ်သိမ့်နေငြိမ့်သွားတာနိဗ္ဗာန်မှာပဲနော်ဆင်းရဲခတ်သိမ့်နေငြိမ့်သွားတာအဲတော့ဆင်းရဲဆိုရလဲလက်စွာဖေရဓမေစัจ java မဟောကြားခဲ့သလိုမွေးဥနာတိပေါ့နော်ခဏဆင်းရဲဒီခဏကြီးကဒီယုံနံခဏကြီးက ွေးဥနာသေးကိုသွားနေရဒါမှမဟုတ်ကျွန်တော်တို့ထဲမှာကစိတ်ပေါ်လွင်မတင်ရှာအောင်စိတ်ထဲမှာဒါကြီးကိုတဘွားရောက်လဲမွေးဥနာသေးတဘွားရောက်လဲမွေးဥနာသေးပေါ့နော်သွားနေတာဆိုတာအဲပေါ်လွင်သိတ်မတင်ရှာအောင်ပေါ့မွေးဥနာသေးသွားနေရတဲ့အပြင်စားစရာဝတ်စရာနေစရာထိုင်စရာတွေပေါ့နော်ဒါတွေလုတ်ပေးနေရတာလေ ဒီခဏဆင်းရဲလို့ဆိုတော့ပေါ်လွင်ထင်ရှားနေနဲ့စိတ်ထဲမှာတော့ခဏသဘောကပေါ်လွင်ထင်ရှားတယ်ကိုယ်စိတ်ထဲကမပေါ်လွင်မှုဖြစ်နေခဏတော့သူ့သဘောသူဆောင်ပြတော့ဟိုအိုရဲနာမဲသေးမဲပေါ့နော်ဟိုလဲအိုနေကြတာပါပဲနာလဲနာနေကြတာပါပဲတည်ခြင်းဆိုတာလဲ တွေ့ကြုံနေကြရတာပေါ့နော်တေချင်းဆိုရလဲငယ်သူကြီးသူမဟုတ်ပါဘူးတေနေကြတာအဲမဲ့စိတ်ထဲမှာတိတ်မပေါ်လွင်ဘူးကိုခန္ဓာကြီးကိုယ်တိုင်းကအိုနာတေကြီးကိုခံစားနေရပြီအဲ့တိုင်မဲ့ဒီခန္ဓာကြီးနဲ့ပတ်သက်ပြီးတော့သူကိုနေစဉ်ကြွေးပေးနေရတာဝေးပေးနေရတာသူကိုပြုစုနေရတာလျောင်းတိုင်ရသွားနဲ့ပြုစုရတဲ့တန်ရှင်းလုပ်ပေးရတယ်ပေါ့နော် ။ရောင်းညာရဲ့နှိတ်နဲ့တူရတဲ့ဖျားရဲ့ဈေးကူပေးရတယ်ပေါ့။သူ့အတွက်ပဲပူပန်ကြောင်းကြနေရတာလှုပ်ပေးနေရတာဘာလို့သူနဲ့ပတ်သက်တဲ့ရုပ်နံကိုဘာဖြစ်လို့လဲဆိုတော့ငါလို့အမြင်မှနေရပေါ့ကျွန်တော်ရဲ့ပြဿနာရဒီခန္ဓာကိုယ်ကြီးကိုကိုပိုင်တယ်လို့အမြင်မှနေရဒီခန္ဓာကိုယ်ကြီးကတော့သူသဘောသူဆောင်ပြီးတော့သူလမ်းကြောင်းသူသွားနေတယ်တဘာဝဖြစ်စဉ်ကြီးတစ်ခုပေါ့မွေးအိုနာသေးပြောကြ သူကလည်းကျွန်တော်တို့ကပြုစုပေးနေရတာပြုပြင်ပေးနေရတာဘာပြုလို့လဲဆိုပြက်နေလို့ပေါ့ပြုပြင်ပေးနေရတာမကောင်းလို့ပေါ့ကိုယ်လိုတိုင်းလည်းမဖြစ်လို့ပေါ့တော့ဆိုတော့ဒီအနိစ္စဒုက္ခအနတ္တာစာရီးလို့ဖြစ်နေလို့ပါဒီစိတ်ထဲမှာပေါ်လွင်ထင်ရှားဖို့ကျွန်တော်တို့ကအချက်လက်တွေပေါ့နော်ဒါပြောချင်တာက ချက်လက်တွေတအားအာယုံဆိုင်လုံးနဲ့တအားအာယုံဆိုင်လုံးကိုယ့်ရဲ့မြင်သာထင်သာရှိနေတဲ့ဟာတွေကြတော့အာယုံမဆိုင်ဘူးပေါ့တကယ်တော့မြတ်စွာဘုရားပေါ်လွင်ထင်ရှားတာတွေကိုပဲဉာဏ်ထဲမှာနှလုံးသွင်းပြီးတော့ကိုယ့်ရဲ့ခန္ဓာအမြင်ကိုအရှိကိုအရှိတိုင်းနော်အတိအကျဘုရားဒါပေမဲ့ကျွန်တော်တို့ကအဲ့လို ပေါ်လွင်ထင်ရှားတာကိုမကြည့်ဘဲနဲ့သူများဟိုဟာသိရဆိုလိုက်သိကျင်တယ်သူများဒီဟာသိရဆိုလိုက်သိကျင်တယ်အဲ့တော့ကိုကမော်တော်ကားသုံးနာကားကိုဘယ်လိုမောင်းရမလဲဒီကားကိုဘယ်လိုထိမ့်သိမ်းရမလဲပေါ့ထိမ့်သိမ်းရမယ်တဲ့သူလိုအပ်တာရှိရင်လုပ်ရမယ်ပြုပြင်ရရှိရင်သက်ဆိုင်ရာကိုသွားပြီးတော့ပြုပြင်တင်တာပြုပြင်ရုံမယ်အဲ့ဒီလောက်နဲ့အသုံးချရမယ် ကျွန်တော်တို့ကဝိုက်ရှော့ဆရာလို့သွားသွားတက်ချင်တာပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကိုကိုကိုအားမလို့အားမရဝိုက်ရှော့ဆရာလောက်မသိရတိမှကျွန်တော်တို့ကကားကိုစီးလို့တုံးလို့ရမယ်သွားသွားထင်းနေတာအဲ့တော့မြတ်စွာဘုရားတရားတွေကိုတုတ်တန်ဒေသနာတွေကိုပြန်ကြည့်လိုက်လို့ရှင်အဲ့လိုမဟုတ်ပါဘူးဘောလုံးထင်းရှားတာမိမိနဲ့နှစ်သက်တာမိမိနဲ့စိတ်ထဲမှာ ကိုယ်နဲ့ကိုင်ညီတဲ့တရားတစ်ခုသဘောတရားတစ်ခုကိုကိုယ်သဘောပေါက်သွားဖို့အရေးကြီးတယ်စိတ်ထဲမှာဘာသဘောပေါက်မှာဒီခန္ဓာကိုယ်ကြီးဟာငါလည်းမဟုတ်ဘူးငါငါဥစ္စာလို့ဘာမှပိုင်လို့မရတဲ့သဘောသဘာဝတစ်ခုဆိုတာကိုမြင်သွားမှာအဲ့ဒါလည်းဒီခဏကွာဘာလဲတော့အထူးထွေးကိုမရှိဘူးမတိတက်တဲ့ယုံနဲ့တိတက်တဲ့နံဒီနှစ်ခုပဲဒါကိုစိတ်ထဲမှာပေါ်လွင်ထင်ရှားအောင်နှလုံးသွင်းဖို့ပဲလိုတာ အဲ့ဒါမဟုတ်ဘဲနဲ့ကျွန်တော်တို့အသေးစိတ်နဲ့နဲ့သွားသိကျင်နေတာဟာမသိရဘူးမဟုတ်ပါဘူးကိုယ့်အတွက်ကိုယ်နှလုံးသွင်းနိုင်တယ်ကိုယ်သိတယ်ကိုယ်တတ်နိုင်တယ်ဆိုရင်တော့သာသနာကိုအထွတ်တင်တဲ့အနေနဲ့ဉာဏ်များသိလေကောင်းနေပေါ့သူများကိုပြောပြတဲ့အခါမှလည်းပဲဆုံရှုတော့နေရပြောပြနိုင်တာပေါ့ဒါပေမဲ့မိမိအတွက်အရင်ဆုံး စိတ်ထဲမှာပေါ်လွင်ထင်ရှားဖို့နှလုံးသွင်းတတ်ဖို့အရေးကြီးတယ်ဒါတကယ်ကျွန်တော်တို့ဒီမှာဘာကြောင့်တရားတွေမတိုးတက်တာတော့ဆိုတော့အများကြီးသိကျင်နေတယ်လေတခုပါဝင်တခုဖြစ်တယ်အဲ့တော့ဗျာများနေတာပေါ့နော်အဲ့တော့အခုဗာလေးပြောကျင်တာလေဆိုတော့ယေရှုဘုရားတရားတွေအများကြီးမဟုတ်ဘူးဗုဒ္ဓဘာသာ ရှုတော်ကပြောရတဲ့အတွက်ကျွန်တော်တို့က ကုသိုလ်အကုသိုလ်ပေါ့နော်ကျွန်တော်ဗုဒ္ဓဘာသာဆိုတော့ကုသိုလ်ကိုနှစ်သက်မျက်နှာကြရတယ်အကုသိုလ်လည်းမကောင်းမှုရှောင်ရမယ်ဒါကကျွန်တော်စိတ်ထဲမှာစွဲနေခဲ့ပြီဒီရှုဒီဟာလေးကကောင်းလည်းကောင်းမြတ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဘာနဲ့ခေါ်လိုက်တာလဲကုသိုလ်အကုသိုလ်လေးနဲ့ခေါ်လိုက်တာပါအဲတော့ရသော်ဘုရားတရားတွေကဣဇင်္ဂဘပလုံဘာတွေဟောကြားခဲ့လဲဆိုတော့ကုသိုလ်လုပ်ရင်ကုသိုလ်လုပ်ဖို့ပဲကုသိုလ်လုပ်လိုက်တဲ့နဲ့အကုသိုလ်တွေပဲတယ် အဲ့လိုပဲပဲရောက်လဲနိဗ္ဗာန်ရောက်တယ်ဆိုရဲရှုထောင့်လေးတစ်ခုပါပဲအဲ့တော့ဒီနိဗ္ဗာန်ဆိုရဲခုနကလို့ထူးဆန်းခြင်းမဟုတ်ဘူးခဏစင်းရဲ့ဩနာသေးဆိုရဲဒီခဏကြီးကိုပြုစုနေရတာကိုစိတ်ထဲမှာမပေါ်လွင်မှုဒီအတိတက်တဲ့ယုံနဲ့တိတက်တဲ့နံပေါ့နော်ဒီခဏစင်းရဲ့ဒီယုံနံပေါ်ကိုမှီပြုပြီးတော့လောဘဒေါသမောဟဆိုရဲကိလေသာစင်းရဲတွေဖြစ်လာတာပါပဲ။ အဲ့တော့ကိုကိုကိုဘာလဲဆိုတော့ယုံနံခန္ဓာနဲ့လောဘဒေါသမောဟဆိုတဲ့ဒီနှစ်ခုပဲရှိတာပဲကိုခန္ဓာကိုယ်ကလည်းထွေထူးထူးစဉ်းစားနေစရာကို ရှားစရာတော့မလိုတော့ပါဘူးတကယ်တမ်းစဉ်းစားတိုင်းကိုခန္ဓာကိုယ်မှာယုံနံရှိမယ်ဒီယုံနံကြီးကိုပြုစုလုပ်ကျွေးနေဘလို့လို့ပြုစုလုပ်ကျွေးတာလို့ဆိုကျွန်တော်တို့ကအမှန်မသိတဲ့မောဟနဲ့ငါငါငါလို့ဒီယုံနံကြီးကိုငါလို့လောဘနဲ့တင်တာတယ် လောဘနဲ့သိမ်းထားတဲ့အတွက်အလိုမကျတဲ့အခါမှာဒေါသတွေဖြစ်လာကြတယ်။ယုံနံခန္ဓာနဲ့ကိလေသာနဲ့ဘလို့ဆက်ဆက်နေလဲဆိုတော့အများကြီးဆက်ဆက်တာမဟုတ်ဘူး။ဒီယုံနံကိုအမှန်မသိတာပဲရှိတာတော့ယုံနံတစ်ခုပဲရှိတာ။ဒါကြောင့်မလို့ဓမ္မစကြာမှာစင်ရခတ်သိမ်းရဲ့ဘာကြောင့်ဖြစ်တာလဲဆိုတော့တန်ခိတ်တေနပစ္စုပါဒနဲ့ခန္ဓာဒုက္ခ။အချင်းချုပ်အားဖြင့် စွဲလန်းနိုင်တဲ့ဒီခဏ၅ပါးခဏ၅ပါးကဒါပဲရှိတာအဲ့ဒီခဏကြီးကိုကျွန်တော်စွဲလန်းနိုင်ရစွဲလန်းနိုင်တဲ့ကိလေသာကြောင့်စွဲလန်းနိုင်ရငါးခဏကျွန်တော်တို့ခဏ၅ပါးနဲ့စွဲလန်းတတ်တဲ့သဘောဒီနှစ်ခုပဲရှိတယ်ကျွန်တော်တို့ရဲ့ပြဿနာကခဏ၅ပါးကျွန်တော်ရှောင်လို့မရဘူးဖြစ်လာပြီဒါပေမဲ့စွဲလန်းနိုင်တာကဒါကိုပဲကျွန်တော်တို့ဖယ်ရှားရတာပဲတရားကအဝေးမဟုတ် စကလုံးလေးတွေကိုတေချာဂယူဆိုင်တက်လို့ရှိရင်ဒါတွေပဲပြောရတာအဲ့တော့မာသီဆရာတော်ဖျားရဥပဒ္ဒနဲ့ခန္ဓာမှာဆွဲလန်းနိုင်ရငါးခန္ဓာတဲ့လို့ဖွဲ့ပါတယ်ဒီခန္ဓာငါးပါးကိုကျွန်တော်တို့ဆွဲလန်းတတ်တဲ့အတွက်ဒီဆွဲလန်းတတ်တဲ့ကိလေသာပေါ့နော်လောဘတဏ္ဍာကိုပဲပယ်ယုံမှာပဲဒီလောဘတဏ္ဍာပယ်လိုက်တာ ਨੇ စိဉ္ခတဲ့ဟိုမြတ်ငြိမ့်ပါတယ်တဲ့မြတ်စွာဘုရားက အဲ့တော့ဒီဆွဲလန်းတတ်တဲ့လောဘတဏ္ဏဆိုတာဘာလဲဆိုတာအကုသိုလ်အကုသိုလ်ဆိုတာစိတ်ကိုညှဉ်းညူးစေတာကိလေသာဆိုတာစိတ်ကိုညှဉ်းညူးစေရအကုသိုလ်တွေကလည်းမကောင်းမှုကိုပေးတတ်တာစိတ်ကိုညှဉ်းညူးစေတော့ကိလေသာကစိတ်ကိုညှဉ်းညူးစေတာစိတ်ကိုညှဉ်းညူးစေရဒီကိလေသာတွေကဘာဖြစ်လဲမကောင်းတဲ့အကျိုးတွေကိုပေးနိုင်တယ်အဲ့မကောင်းတဲ့အကျိုးကိုပေးနိုင်တဲ့အတွက်အကုသိုလ်လို့အမည်ရပြန်ရော အမိတွေကအဲ့လိုရနေတယ်ကျွန်တော်တို့ကအဲ့တော့ကုသိုလ်ကဘာဖြစ်ပြန်ကောင်းတဲ့အကျိုးကိုပေးနိုင်လို့ကုသိုလ်ဒီလိုအဲ့တော့စိတ်တွေကိုညင်ညူးစေတာလောဘဒေါသမောဟဘာဖြစ်လို့လဲဒီရုပ်တွေနဲ့နေကိုသဘာဝတရားလို့ကျွန်တော်တို့မသိအဲ့သဘာဝတရားဆိုစကလုံးလေးရလေဘဝတွေကိုပြောင်းလဲသွားစေတယ်ဘာဝလို့ဒီလိုက်တယ်နဲ့ကျွန်တော်ကပိုင်လို့မရဘူးဆိုတဲ့သဘောတဘာဝလေးကလည်းကျွန်တော်တို့မှာ နားလည်ထားပြီးသားဖြစ်တယ်။အဲ့တော့ယုတ်တင်တဲ့နေကိုသဘာဝလို့သိလိုက်တာနဲ့ဒီသဘာဝဆိုရင်ကျွန်တော်ပိုင်လို့မရပိုင်လို့မရဘူးလို့သိလိုက်တဲ့နဲ့ယုတ်တင်တဲ့နေကိုပိုင်ခြင်းနဲ့လောဘငြိမ့်သွားတာပဲလောဘငြိမ့်တာနဲ့ဒေါသလည်းငြိမ့်တယ်လောဘဒေါသမောဟငြိမ့်တာပါလေဆိုတော့နိဗ္ဗာန်ပဲအဒီလိုလေးပါတရားက အလုံးရိုးစင်ပါတယ်အဲ့တော့ ယုံနဲ့နဲ့ကိလေသာဆိုပေနဲ့လဲယုံနဲ့နဲ့ကိလေသာနှစ်ခုရှိနေတာမဟုတ်ဘူးဒီယုံနဲ့ပဲရှိတယ်ယုံနဲ့ပဲရှိတော့ကျွန်တော်တို့ကကိလေသာကိုပယ်တမ်းရမယ်ကိလေသာကိုဖယ်ရမယ်ပေါ့နော်ဒီလိုစဉ်းစားပြန်အဲစဉ်းစားပုံလေးကိလေသာတတ်တတ်ဖယ်တရားကိုမရှိဘူးကိလေသာပယ်ရမယ်ဆိုလည်းကိလေသာပယ်ရမှာလားကိလေသာတတ်ရမှာလားဆိုကိလေသာပယ်တယ်ရလည်းမရှိဘူးကိလေသာတတ်เสียရလည်းမရှိဘူး <laughs> ဘာပဲရှိတာသူဒီယုံနယ်နှစ်ပါးခန္ဓာ၅ပါးပဲရှိတယ်ဒီယုံနယ်နှစ်ပါးခန္ဓာ၅ပါးကိုအမှန်မသိလို့ကိလေသာဖြစ်လာတယ်အဲ့တော့ဘာလို့ရတာဒီယုံနယ်နှစ်ပါးခန္ဓာ၅ပါးပဲအမှန်သိအောင်လုပ်လိုက်တော့ကိလေသာလည်းပယ်เสียရလည်းမလို့တတ်เสียရလည်းမလို့ကျွန်တော်တို့ဒီဟာစဉ်းစားပုံလေးတွေကတိတ်အရေးကြီးတယ်ဒီအဲ့စဉ်းစားပုံကိုကျွန်တော်အခုချိန်ထိသဘောမပေါက်ကြသေးဘူးပေါ့နော် မောင်ရင်မီးထွန်းလိုက်ဆိုတော့အားလုံးကသိတာပဲမောင်ရင်မီးထွန်းခဲ့ကြတာပဲဒါပေမဲ့အသိပညာရတစ်ခုဖြစ်မလာခဲ့မောင်နာဘာကြောင့်မောင်နာလဲဆိုတဲ့အကြောင်းကိုစဉ်းစားရင်လင်းမရှိလို့ဆိုတော့ဒီအမောင်ကိုကျွန်တော်ဘာမှလုပ်ဆရာကိုမလုပ်ဘူးဒီအမောင်နဲ့လည်းရံဖြစ်ဆရာမလုပ်အမောင်လည်းပယ်ဆရာမလုပ်ဘာပဲလုပ်လိုက်တာအကြောင်းကိုရှာပြီးတော့လင်းမရှိလို့ဆိုပြီးတော့ me so a lily wet one like that. So Dalia, Bobo Legion or Kuching, the sensor of Meshi did a thing lily name me out there. The canna never there be all right, Biawood. And a neggy lady that you know, Namu she written. I know. Papayama, Okili da Payama Boko, I mean, canna pay geno cuckoo good that they like with canna pay yada. I mean, canna pay loom me abu, Babe Payama, Kili da Bepeyama is so, rock. နော်ကိလေသာကိုလိုက်ရှာတော့မှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကကိလေသာဘာကြောင့်ဖြစ်လဲကိုပင်ရမယ့်ကိလေသာဟုတ်ပြီကိလေသာလောဘဒေါသမောဟပင်ရမယ်အဲ့ဒီလောဘဒေါသမောဟဘာကြောင့်ဖြစ်လဲဆိုတော့အဲ့ဒီကြမ်းမှာအဓိကမြတ်စွာဘုရားလောဘကိုဥတည်ဟောခဲ့တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်နေ့စဉ်ဘဝတွေမှာမြင်လဲကောင်းတာလေးမြင်နေတဲ့စားလဲကောင်းတာလေးစားခြင်းနဲ့အလုံးအတွေးလဲကောင်းတာပေါ့နော် အနွာရင်ကြနန်စာတိတွင်မှာကောင်းတာပဲစိတ်ထဲမှာရင်ရင်နဲ့ကြားကျင်တယ်နန်းရင်နဲ့စားကျင်တယ်ထိကျင်တယ်တွေးကျင်တယ်ဆိုတော့ဒီကောင်းတာကကျွန်တော်တို့လွှမ်းမိုးခဲ့တယ်ဥစုဥဆောင်ခဲ့တယ်အဲကြောင့်မလို့လောဘကထင်ရှားတယ်ဒါပေမဲ့ဒေါသဘာကြောင့်ဖြစ်လာလဲဆိုကိုယ့်အလိုနဲ့မကိုက်လို့ဒေါသဖြစ်ဖြစ်လာတာအဲ့တော့လောဘပေါ်မှာမူတည်ပြီးတော့ဒေါသဖြစ်လာတဲ့အတွက်လောဘပယ်လိုက်ရင်လည်းဒေါသလည်းငြိမ်းမိတာပဲဒေါသတတ်တတ် ပဲနေစရာကိုမလို့ဒေါသပယ်စရာကိုမလို့ဘာဖြစ်လို့လဲဒေါသဘာကြောင့်ဖြစ်တောင်းဆိုလောဘအကြောင်းလေးတွေကြီးလို့စဉ်းစားရတယ်အဲ့တော့မှလောဘပယ်လိုက်တာနဲ့ဒေါသတတ်တတ်ပယ်စရာမလို့ဘူးဆိုတာနိုင်ငံညာမှာတော့ how to manage anger ပေါ့ how to control anger anger how to reduce anger ဆိုတာသူကဒေါသကြီးကိုတတ်တတ်အစီတရားကြီးလုပ်ပြီးတော့ဒေါသဟို manage လုပ်ဖို့ control လုပ်ဖို့ဒေါသတွေကို ရှော့ချဖို့ဆိုတာအဲ့ဒါကို အဲသူတို့သိအထင်မကြီးနဲ့သူတို့လည်းသိသိတာမဟုတ်ဘူး။ဒါပေမဲ့လည်းသူတို့ကရေရေရင်ဆိုင်တယ်။ရင်ဆိုင်ပြီးတော့အဲ့ဒါကိုတကယ်သင်တန်းနေတကယ်ဟုတ်လားလေ့ကျင့်တာတွေအဲအဲ့လိုမျိုးတွေသိချာလုပ်တယ်။ကျွန်တော်တို့ကအဲ့လိုလည်းမလုပ်ဘူး။ပညာရတရက်လို့သူကမသိတာတောင်မှပညာရတရက်လို့သူကလုပ်တယ်။ကျွန်တော်တို့ကဒီမှမလုပ်ဘူး။အလေးနဲ့မထားဘူးပေါ့ emphasize မလုပ်ဘူး။အဘောဘောပဲမသိဘူးလားဆိုတော့သိတယ်လို့လို့နဲ့ ။ယေစွာဘုရားသင်ပေးထားတဲ့သင်ညာပညာရည်ကြီးကိုတေချာ apply မလုပ်ဘူး။သူတို့မှအဲ့လောက်သိတာမဟုတ်ဘူး။အမသိဘယ်နဲ့လဲ။ဟုတ်လားဒီဟာကိုတေချာလုပ်တယ်လူအတိုင်းဝိုင်းထဲမှာ။အားလုံးသတိပြုမိသွားအောင်ဒါကြီးကမကောင်းဘူးဒါကို short ချကြရမယ်။ဒါတွေကြောင့်မပြဿနာတွေဖြစ်နေတာဆိုပြီးတော့သူက issue ပေါ့ issue ဆိုတာ challenge ကိုတကယ်ယူပြီးတယ်။တကယ်မိမောင်းထိုးပြတယ်။လူတိုင်းဝိုင်းတဲ့ကိုသတိပြုနိုင်အောင်လုပ်တယ်သူတို့က IQ မြင့်တယ်ဓာရီကဒီလိုလိုရမယ်လူတွေကိုသတိပြုထားရမယ် ဒီပြဿနာတွေရှိတယ်ဒါတွေကိုရှင်းရမယ်ဒါတွေကကျွန်တော်တို့ကအနာလိုပဲပေါ့နော်အောင်းထားရမှာမဟုတ်ဘူးဒါကိုမြင်သာထင်သာရှိတယ်လို့ခေါ်တယ် transparency ရှိတယ်ဘာလို့ရမယ်ဆိုလဲရဲရဲဝင်းဝင်းကျွန်တော်က challenge ဖြစ်တယ်ဒါတွေကကောင်းတဲ့အချက်တွေပဲကျွန်တော်တို့မှာဒီအရာတွေအားနဲ့တယ်ကျွန်တော်တို့ကဖုံးကွယ်ခြင်းတယ်ဂုံလိုခြင်းတယ်ကျွန်တော်တို့ကဘာမှပြဿနာမရှိဘူးဆိုတာမျိုးတိတ်လို့ခြင်းတယ်အဲကိုကိုကို ုံးရှင်ဖိကျင်တယ်ပေါ့နော်ရသော်ဘုရားဟောတဲ့တရားတွေနဲ့တော့ကျွန်တော်တို့နေတာထိုင်တာတွေကတော့တလွဲစီတော့ဖြစ်နေတဲ့သဘောရှိတာပေါ့ကျွန်တော်တို့လူအတိုင်းဝိုင်းတစ်ခုပါဒါကိုကျွန်တော်သေချာလေးပေးစဉ်းစားကြကျွန်တော်တို့ဘာတွေလိုအပ်နေလဲဘာအားတာချက်ရှိလဲဘာအားနည်းချက်ရှိလဲဆိုတာဒီနောက်နှစ်ခုကိုသိရမယ်ကိုကိုကိုဟုတ်တယ်လို့လို့မဟုတ်တယ်လို့လို့အဲ့လိုမနေရဘူ အဲ့တော့ဒေါသဘာကြောင့်ဖြစ်လဲဆိုအနောက်တိုင်းကမသိဘူးသူတို့ပြောတဲ့ stress management လို့ဒီဒေါသကို anger management လို့ how to control anger လို့အကုန်ကြည့်ဘာမှတကောင်နေကောင်းကောင်းမသိဒီလိုကိုမပြောနိုင်အဲ့တော့ကျွန်တော်တို့ဗန်ဒီဒေါသဆိုတာဘယ်ပုံမှန်မူတည်ဖြစ်ခဲ့တာဆိုလောဘကြောင့်ဖြစ်တဲ့တော့ဒေါသကျွန်တော်တို့က manage လုပ်စရာလည်းမလိုဘူး control လုပ်စရာလည်းမလိုဘူး reduce လုပ်စရာလည်းမလိုဘူး အဲ့တော့ဒေါသရဲ့အကြောင်းရင်းကလောဘပဲအဲ့တော့လောဘငြိမ့်သွားရင်ဒေါသလည်းငြိမ့်သွားအဲ့တော့မှလောဘဘာကြောင့်ဖြစ်တာအမှန်မသိတဲ့မောဟအကြောင်းဒါမြတ်စွာဘုရားရဲ့ကျေးဇူးဘလောက်ကြီးလဲဆိုတာနှောကျေးဇူးကြီးမှလည်းမသိဘူးကဘာဘာဖြစ်နေမှလည်းမသိဘူးဘလုံးကောင်းနဲ့လာတာပြောရန်ဖြစ်ခြင်းနဲ့မျိုးတွေဖြစ်နေတာပေါ့နော်အဲ့တော့လောဘဘာကြောင့်ဖြစ်လဲဆိုအမှန်မသိတဲ့မောဘာမှမသိရအောင် ကိုကိုကိုအမှန်မသိတာ what am i ကိုကိုကိုဘာလဲကိုမသိတာအမှန်မသိတာတော့ဘလောက်ဆိုးလဲဆိုတာကိုကိုကိုဘာလဲကိုမသိဘူးကိုကိုကိုဘာလဲဆိုတာလက်ဆိုတာဘုရားပြောကြတယ်မသိတတ်တဲ့ယုံနဲ့သိတတ်တဲ့နန်းဆိုရလဲကိုယ့်ကိုလိလာလိုက်ရင်ခင်ရှားပေါ်လွင်နေတာပါတည်သွားတဲ့လူကြီးမသိတတ်တဲ့ယုံကြည်ပဲကျန်တာပေါ့အခုကျွန်တော်တို့မြင်နေရတဲ့ကောင်းကိုချစ်လက်ကြီးက ဘလို့တေးသွားနာမရှိလို့တေးသွားတာပေါ့အခုကျွန်တော်တို့မြင်နေကြတဲ့နန်းနဲ့စားတဲ့ထိတယ်တွေ့တယ်ဆိုရယ်စိတ်ဆိုတဲ့အတ္တိတရားနန်းတရားတစ်ခုရှိနေလို့အာယုံကိုညွတ်တက်ပြီးတိသွားတာအာယုံကိုညွတ်တက်တဲ့သဘောကနာမ်ပဲအဲတော့အာယုံကိုညွတ်တက်တဲ့ဘာဝတွေကျွန်တော်တို့မှာရှိနေတဲ့ဒါကတိတက်တဲ့သဘောတွေဖြစ်တာပေါ့အဲ့တော့မတိတက်တဲ့သဘောနဲ့တိတက်တဲ့ နဲဆိုတာကိုယ့်ကိုယ်ကိုဘာနဲ့စင်ញင်စင်ញင်အလုံးမြင်တာထင်တာတဲ့ကျွန်တော်တင်ထားတာလေးလေးအများကြီးပဲအဲ့တော့မောဟပဲလိုက်တာနဲ့ဒီယုံနယ်ကြီးကိုငါလို့သိမ့်ပိတ်တဲ့လောဘငြိမ်းငါလို့သိမ့်ပိတ်တဲ့လောဘငြိမ်းတာနဲ့ကိုယ့်လိုတိုင်းမဖြစ်လို့ဒေါသတွေဖြစ်လာတယ်ဒေါသလည်းငြိမ်းလောဘငြိမ်းဒေါသလည်းငြိမ်းနေဆိုရက်ဒီလောဘဒေါသမောဟမောဟဆိုတာလဲ မမသိတာဆိုလည်းဘာမှမသိအောင်ဆိုတက်တက်လိုက်လေးလာစရာမလိုတော့ကိုယ်ခန္ဓာကိုဘာလဲဆိုရုပ်နာကိုပဲကိလေသာတက်တက်ပယ်စရာကိုမလိုတော့ဘူးပြောကျင်တာကိလေသာပယ်ရမယ်တက်ရမယ်ဆိုဘယ်မှာလဲဟဲ့ကိလေသာငါပယ်လိုက်မယ်ဟဲ့တက်လိုက်မယ်ဟဲ့ဆိုပြီးတော့ကျွန်တော်တို့ကစဉ်းစားပုံကအဲ့လိုပဲအဲ့ဒါကိုလုံးစရာမလိုဘူးအကြောင်းရင်းရှာလိုက်တော့ဒီခန္ဓာတစ်ခုပဲရှိရကိလေသာဆိုတာတော့မှတက်တက်ရှိရမဟုတ်အဲ့တော့ဒီခန္ဓာကိုပဲအမှန်တရားလုံးလိုက်တာနဲ့လောဘဒေါသမောဟငြိမ်နိဗ္ဗာန်ပဲ ဒါပဲတရားကအဲ့တော့ဗာလိပြောကျင်တာလဲဆိုမောင်နေမိထုံးလိုက်ဆိုမှန်တယ်အမောင်ကိုကျွန်တော်ဘာမှမလုပ်ဘူးအမောင်ဘာကြောင့်ဖြစ်တာလဲဆိုတာလေးပဲစဉ်းစားလိုက်တယ်အဲ့တော့အခုဗာလိပြောကျင်လို့ကျင်တော့ဒါလေးတွေကိုသေချာလေးပြောနေတာလဲဆိုတော့မနေ့ကဒေါက်တာကျော်ဦးပြောထားတယ် အစ္စတိတရားလက်ကင်ထာဆိုစုတိဆိုသေးတာအစ္စတိဆိုမသေးတာမြတ်စွာဘုရားတရားတွေကမသေးရအုန်နိုင်သိကင်းတာနိဗ္ဗာန်အဲ့တော့မသေးရဆိုတော့ကျွန်တော်တို့ကမသေးရဆိုတော့ကျွန်တော်တို့ကဘလို့မသေးရလို့ကြားနိုင်လို့ရှင်ကျွန်တော်တို့ကဘယ်ပုံမှန်မူတည်ပြီးတော့မသေးတာကိုစဉ်းစားတာလဲဆိုတော့သေးတာပုံမှန်မူတည်ပြီးစဉ်းစားလိုက်တာ တည်တယ်ဆိုတာဒီခဏကိုကြီးခုနကလိုပဲခေါင်းကိုကြီးလက်ကြီးအလောင်းကောင်းကြီးတောင်းတောင်းတင်းတင်းကြီးကြံပြီးတော့စိတ်မရှိတော့ဘူးမတည်တဲ့ရုပ်တရားကြီးကတော့ရှိနေတယ်နန်တရားမရှိတော့ဘူးအလောင်းကောင်းကြီးကိုမီးရှို့ကြတယ်မြေမြုပ်ကြတယ်အဲ့ဒါကိုသေးတယ်တည်တော့လည်းဘာဖြစ်သွားလဲမိသားစုတွေကဆုံးရှုံးသွားကြတယ်ပေါ့နော် loss ဖြစ်တယ်ဆုံးရှုံးတယ်ဆိုပူဆွေးဝမ်းနဲ့ငိုကြွေးကြရတာပေါ့ဒါကိုသိတယ်လို့ယူအဲ့တော့သေးတာကိုတွေးတော့ကျွန်တော်မသေးရဆိုတော့ဒီခန္ဓာကိုယ်ကြီးတော့မသေးတော့ဘူးဟုတ်လားဒီလိုစဉ်းစားသွားနိုင်တယ်ဒါကအများသူစဉ်းစားတတ်တဲ့သဘောပဲကျွန်တော်တို့အမြတ်စွာဘုရားတရားတွေကိုလေ့လာထားတဲ့အတွက် အကြောင်းနဲ့အကျိုးတွေကိုနားလည်ထားတဲ့အတွက်အနတ္တသဘောကိုနားလည်ထားတဲ့အတွက်ဇာတိပစ္စယဇရာမရဏပေါ့နော်။ဒါဆိုပဲဇာတိရလာရင်။အိုခြင်းဇရာတေခြင်းမရဏရှောင်လို့မရတော့ဇာတိရလာရင်တေမှာပဲဆိုတာဒါအကြောင်းအကျိုးကိုလက်ခံထားလို့အနတ္တသဘောကိုလက်ခံထားလို့အနတ္တသဘောကိုလက်မခံရင်သူကမတေခြင်းဘူးကျွန်တော်က။ မသေးခြင်းနဲ့အတွက်ဒီဇာတိရပြီးမှမသေးခြင်းတော့ဘူးမသေးခြင်းနဲ့အတွက်မသေးရန်ကိုကျွန်တော်ရှာဖွေတော့မှကြိုးစားတော့မှဒါကအတ္တအနတ္တဆိုတော့လက်ခံလိုက်ပြီအကြောင်းရှိရင်အကျိုးကရှောင်လွှဲမရဘူးဒီအကျိုးကိုလက်ခံရမယ်ဇာတိဆိုရင်အကြောင်းတရားပြည့်စုံလာပြီဆိုရင်အကျိုးတရားဆိုရင်မရဏကကျွန်တော်လက်ကိုလက်ခံရတော့မှအဲ့တော့ဇာတိရပြီးမှတော့မသေးခြင်းဘူးလို့ကျွန်တော်ကလုံးလို့မရဘူးဒါကနဲတဲ့ ပညာရခြင်းမဟုတ်ဘူးကျွန်တော်ကဒါလေးကိုပေါ်ပေါ်အနတ္တဘုရားပွင့်မှသိတာကျွန်တော်ကဒါလေးကို emphasize ပေါ့နော်အခုတစ်ခုကို shoot out မျိုးစုံကကျွန်တော်သင်လို့ရပါတယ်ဒါဆရာကျော်ဦးပြောသွားတာတော့သတိလေးရဲ့သဘောတဘာဝဖြစ်တဲ့ဤဆိုအာယုန်တစ်ခုအမှန်ဆိုအောင်မိတယ်သတိရစောင့်ရှောက်တတ်တယ်ပေါ့နော်အာကုသို့မဖြစ်အောင်စောင့်ရှောက်တယ်ဒါမှမဟုတ်သတိရှိရင်ဘာဖြစ်လဲဉာဏ်ကုသို့ဖြစ်ပြီးနိဗ္ဗာန်ထိပို့တယ်ဆိုတော့ ဒီ3လေးနဲ့ပတ်သက်ပြီးဒီအချက်3ချက်ကလည်းကျွန်တော်တမ်းမှန်လူတွေအတွက်အလွန်အရေးကြီးတယ်ဒါလေးကိုစိတ်ထဲမှာပေါ်လွင်နေဖို့အများကြီးမသိနဲ့အဲ့ဒီတော့လေးသဘောပေါက်ရင်ကို3နဲ့ပတ်သက်ပြီးကျွန်တော်တို့ကတော်လောက်ပြီးဂျင်းနဲ့နေပြီအဲ့လိုလေးသိရင်တောင်မှဒါတခုခုဒီအစ်စုတိနဲ့ပတ်သက်ပြီးတော့တည်တည်တည်တိုက်တာလေးပေါ့နော်သူပြောတော့စိတ်ထဲပေါ်လာတော့စင်ញင်မိတာလေးကိုဒါပြန်ပြောပြတယ်ပြောတဲ့အခါမှာလဲ ဒါတွေကနိယာမတွေကကျွန်တော်အရှိမပြောခဲ့ပြီးသားဖြစ်နေခုနကလို့ပြောခဲ့တာအဲ့တော့ကျွန်တော်တို့ကဗုဒ္ဓဘာသာဖြစ်တော့အနတ္တကိုသိသွားတဲ့အခါကျတော့မသေးတာဆိုဇာတိမရရင်မသေးတော့ဘူးအဲ့တော့ဇာတိကဘာကြောင့်ဖြစ်တယ်ကံကြောင့်ဖြစ်တယ်ဒါပြိဿတ်သမုပ္ပါကာမဘဝပစ္စယဇာတိကံမဘဝကံမဘဝပစ္စယဇာတိအဲ့တော့ကံကြောင့်ဖြစ်တယ်ကံဘာကြောင့်ဖြစ်တယ် ကံကဥပဒံကြောင့်ဖြစ်တယ်ဒါကြောင့်မလို့ဥပဒေယနာမှာသတိလေးအစားထုတ်လိုက်တာနဲ့ဥပဒံချုပ်ရင်ကံချုပ်တယ်ကံချုပ်ရင်ဇာတိချုပ်တယ်ဇာကြီးချုပ်ရင်ဇရံမရဏချုပ်တယ်ဆိုတော့တေခြင်းကင်းရန်ရောက်တယ်အဲ့တော့သတိရှိရင်တေခြင်းကင်းရန်ရောက်တယ်သတိမရှိရင်ဥပဒံနဲ့တေအောင်မှာပဲဆိုတော့ဒီပရိစ္ဆေသမုပ္ပါအပေါ်မှာအခြေခံကတမန်လူကဘယ်နားလည်နိုင်မှာ ရိရှင်သေးချင်းกินနေမသေးရရောက်တယ်ဆိုတော့ဒီခန္ဓာကိုယ်ကြီးနဲ့ပဲဘုံတစ်ခုကြီးရောက်သွားမလို့ထင်ရတာပေါ့မသေးတော့ဘူးလို့ဒါကလည်းပညာတတ်တရားစဉ်းစားတတ်တယ်အဲ့တော့တမန်လူကတော့မင်းမွေးရင်ဟုတ်လားမွေးရင်သေးတာပေါ့မမွေးရင်တော့ဘယ်သေးမလဲဆိုတော့ဒီဣဇုတိယတဆိုရင်နိဗ္ဗာန်တက်ကသဘောမပေါက်နိုင်ဘူးကျွန်တော်တို့ကစိတ်ထဲမှာလက်မခံနိုင်ဘူး မသိရဲ့သဘောဆိုတာအဲ့တော့ကျွန်တော်ကဘာစဉ်းစားမိလဲဆိုတော့ခုနောင်လမသိဘူးဆိုတာကဘယ်ပေါ်မှာမူတည်ပြီးကျွန်တော်စဉ်းစားခဲ့တာဆိုတော့တည်တယ်ဆိုလို့အယူတစ်ခုပေါ်မှာမူတည်ပြီးတော့စဉ်းစားခဲ့တာတည်တာရှိလို့ကျွန်တော်ကအခုဘာဖြစ်လဲမသိခြင်းတာဖြစ်လာအဲ့တော့တည်တာဆိုတာတကယ်ရှိရလားလို့စဉ်းစားလိုက်တဲ့အခါမှာရှေးစိတ်နောက်စိတ်တွေကျွန်တော်တင်ခဲ့တယ်ရှေးစိတ်ပြီးနောက်စိတ်ကအမြဲလိုက်တယ် အဲ့တော့သေးတယ်ဆိုရင်တော့ဒီလောကမှာတော့သုတိစိတ်ပေါ့သုတိစိတ်ပြီးရင်နောက်စိတ်ကပြိသေဖြစ်သွားတာပဲရှေးစိတ်နောက်စိတ်ပဲဒီဘဝမှာလဲလမ်းလေးလျှောက်တိရှောက်တစ်ဖက်ပြီးတစ်ဖက်တစ်ဖက်မြေကြီးနဲ့ထိလိုက်ရင်ထီတိစိတ်လေးပေါ်တယ်နောက်တလန်းလန်းလိုက်ရင်ခုနကထီတိစိတ်ပြည့်ပြီးနောက်ထီတိစိတ်တစ်ခုမွေးဖွားခဲ့တာပဲတလန်းပြီးတလန်းဆိုတာသုတိစိတ်ပြင်ပြိသေလေးပဲပြိသေမွေးဖွားပြီးနဲ့သေဆုံးတာပဲ စိတ်တွေကတစိပြီးတစိရှေးစိတ်နောက်စိတ်ဖြစ်နေအဲ့တော့သေဆုံးခြင်းဆိုတာရှေးစိတ်တွေပြီးနောက်စိတ်ကဘာဖြစ်သွားတာပြိတိစိတ်ဖြစ်သွားတာပဲအဲ့ဒါမျိုးတကယ်သိဆိုတော့သေခြင်းဆိုတာတကယ်မရှိဘူးနားလဲသွားတယ်အဲ့တော့သေခြင်းကတကယ်မရှိဘူးလို့နားလဲသွားတာအဲ့ဒါမတရားရောက်သွားတာပဲမတရားကိုတတ်တတ်လိုက်ရှာနေစရာမလိုဘူးကျွန်တော်ကအမှောင်ကိုတတ်တတ်ဖယ်နေစရာမလိုဘူး လင်းမရှိလို့လို့သိလိုက်ရင်အလင်းလေးထွန်းလိုက်တာပဲအကြောင်းပဲရှာတာကိလေသာတတ်တတ်ပယ်နေတရားမလို့ခန္ဓာသိလိုက်တာနဲ့ကိလေသာလည်းပယ်ပြီးသားပဲသူကမသေးရာကိုရှာမယ်မသေးရင်ရှိရတဲ့မသေးရာကိုရှာမယ်ဆိုတော့သေခြင်းကိုတကယ်ယူထားလိုက်လို့မသေးရာဆိုတာကျွန်တော်တို့ကရှာမလို့ဖြစ်လာတယ်အမှန်တော့သေခြင်းကတကယ်မရှိဘူးလို့သိလိုက်တာနဲ့ မတရားရောက်ပြီးသားဖြစ်သွားတယ်မတရားအတွက်လုံးဆရာမလို့တော့တည်ခြင်းမရှိရင်မတည်တော့ဘူးလေအဲ့တော့ကျွန်တော်တို့စဉ်းစားတတ်တာလေးတွေကိုတန်းအရေးကြီးတယ်အနတ္တရဲ့သဘောအကြောင်းအကျိုးလေးတွေကပြတ်ပြောတော့ဖြစ်နေပင်နဲ့လေတည်ခြင်းနဲ့မတည်ခြင်းမှာတောင်မှကျွန်တော်ကတည်တာကိုယူလိုက်လို့မတည်ရလို့စစဉ်းစားနိုင်တယ် အဲ့တော့စတင်စဉ်းစားပုံကစမှားတာပေါ့နော်ဘယ်ကစမှားလဲဆိုစတင်စဉ်းစားပုံတွေကမှားမှန်တယ်အဲ့ဒါကိုပဲအဝိဇ္ဇာပြစ်စရာသင်္ခါရဆိုမတရားရှာကြတော့တာပဲအထုတ်ကြတော့တာပဲအဲ့တော့တည်ခြင်းဆိုတာမရှိဘူးလို့သိလိုက်တာ ਨੇ မတရားဆိုတာရောက်ပြီးသားဖြစ်သွားတယ်တည်ခြင်းမရှိရင်မတည်တာပဲလေဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုစဉ်းစားတတ်တဲ့အလေးချင်းလေးတွေကစိတ်ထဲမှာမပေါ်လွင်သေးဘူးပေါ့နော်ကျွန်တော်တို့က ဒါလေးတွေကအကြောင်းကိုစဉ်းစားတတ်တဲ့အလေးအကျင့်တွေအမြဲဖြစ်နေရမှာကိုယ်ထဲမှာနိယာမဖြစ်သွားဒီလိုစဉ်းစားရမှာပါလားဘယ်ရမဆိုစဉ်းစားရမယ်ဒီလိုနော်အဲ့တော့လောကမှာပြောကြတဲ့အချစ်အချစ်ပေါ့နော်အချစ်လို့ကြားလို့ရင် အချစ်ဟာအမုန်းလည်းဖြစ်သွားနိုင်တယ်တယောက်ကချစ်တယ်ဆိုနဲ့တယောက်ကမချစ်တာလည်းဖြစ်တတ်သေးတယ် ဲ့တော့သူ့မှန်လည်းပါရှိနေလို့စန့်ကျင်ဘက်တွေရှိနေပြောကျင်တာအဲ့တော့ဗာလီတစ်ခုမြင်သိသွားပြန်လဲဆိုတော့ချစ်တာမဟုတ်ဘူးကျွန်တော်တို့ကမုန်းစရာမရှိဘူးလို့တလောကလုံးကိုသိသွားယုတ်ကလည်းမုန်းစရာမဟုတ်မာရာပြောတာပူရာအေးတာတွေလည်းမုန်းစရာမဟုတ်ဘူးနန်းဆိုတဲ့တရားလေးတွေလည်းမုန်းစရာမလို့အကြောင်းတိုက်ဆိုင်ဖြစ်တဲ့အကြောင်းကင်ချုပ်တယ်အဲ့ဒီတိုင်းမှာ ကျွန်တော်တို့ရဲ့ပြဿနာတွေအားလုံးကလောဘဒေါသမောဟယုံနယ်နဲ့ကိလေသာပဲရှိတယ်။ကိလေသာလည်းလောဘဆိုတာလည်းမုန်းစရာမဟုတ်သူအကြောင်းတိုက်ဆိုင်ရင်သူအကြောင်းနဲ့အကျိုးနဲ့ဖြစ်ပေါ်ပြီးတော့ချုပ်ပြောက်သွားတာပဲဒေါသလည်းဒီလိုပဲ။အဲ့တော့ဒီလိုနားလည်ခြင်းမှန်တယ်ပဲတဘာဝကိုကျွန်တော်မြဲပြောခဲ့တယ်လေးပြေလေးညင်းကလည်းကျွန်တော်တို့ကဘလို့ဖြစ်နေသောလေးပြေလေးညင်းကြဝဲကန်ပြောတဲ့လာကြမုံတိုင်းကြမကြိုက်ဘူးမုံနယ်ပေါ့နော်။လေးပြေလေးညင်းကြချစ်တယ်ပေါ့ မနောတဘာဝကြီးပါပဲလေပြေလင်းခြင်းနဲ့တဘာဝပဲမုံတိုင်းနဲ့တဘာဝပဲမုံတိုင်းနဲ့မကောင်းတာလို့ပြောသလိုရသလိုမုံတိုင်းကြောင့်မို့လဲမိုးရီလေမိုးရီပေါ့နော်မိုးရီတွေရတာလဲမုံတိုင်းရှိလို့ရနမို့ရင်မုံတိုင်းမရှိရင်မိုးရီကမရအဲ့တော့ရှုထောင့်လေးတွေကနေပူရာနဲ့မိုးရွာတာနဲ့ကနေပူရာကြိုက်တယ်မိုးရွာတာမကြိုက်ဘူးမိုးရွာတာကြိုက်တယ်နေပူရာမကြိုက်ဘူးအဲ့လိုလို့လို့မရအောင် မိုးရွာရံလဲတဘာဝပဲနေပူရံလဲတဘာဝပဲဒေကန္နာလဲဒေကန္နာရအထိုင်းလျောက်သူ့ရဲ့အလှအလှတွေတော့ရှိတယ်စိမ့်ဆူမှုရေပြင်းနေရလဲသူ့ရဲ့လောကမှာအလှတရားတွေရှိနေဒါတွေကစိတ်ဆိုးလောစရာမှာမုန်းစရာမရှိဘူးလို့လောကကိုမုန်းတဲ့ရှူတော်ကမကြည့်တတ်တော့တာမုန်းတဲ့ရှူတော်ကမကြည့်တတ်တာဘယ်သူထဲမှာမရှိတာကိုယ်ထဲမှာမုန်းတရားဆိုတာမရှိတာ မုံတရားမရှိလိုက်ဘာနေရာဝင်လာတော့လောကကိုချစ်တတ်တယ်တလောကလုံးကိုချစ်တတ်တယ်တရားကကိုယ်ထဲကိုနေရာဝင်ယူလာတာအဲ့တော့ချစ်တယ်ဆိုရဲရတတ်တက်ကြီးရှိနေမုံအမုံကြီးမရှိတော့အမုံမရှိတော့တဲ့အချစ်ကဒါအနတ္တပေါ့နော်ဇာပြောဇာတောင် graceful love truthful love noble love အချစ်ရဲ့သဘောက အဲ့တော့ဘယ်ယံဆိုဒီလိုစဉ်းစားတတ်တဲ့အလေးချင်းရှုတော့နေတယ်မြင်တတ်တော့စဉ်းစားဝင်စဉ်းစားနေတယ်ဒီလိုမြင်တတ်တော့မှာအဲကြောင့်လို့မြတ်စွာဘုရားရဲ့တရားတွေကိုနားကြားတဲ့ကုသကံစေနာတို့ကြောင့်ဒီဘဝမှာပဲမညံဖုန်ညံတဲ့နိဗ္ဗာန်ကိုပြင်းပြန်ဆော့သွားမျက်မှောက်ပြုနိုင်ပါသည်လို့ဆုတောင်းရင်းနဲ့ဒီကုန်းချုပ်ပါတယ်သာဓုသာဓု